ရန်ကုန်မှာငလျင်နှစ်ကြိမ်လှုပ်ခတ်သွားရန်ကုန်မြို့မှာဒီကနေ့မီ6ရက်ညပိုင်း10နာရီကျော်နဲ့7နာရီကြားမှာအင်အားနှင်းငယ်ရှိငလျင်နှစ်ကြိမ်လှုပ်သွားတယ်လို့ရန်ကုန်မြို့ခံတချို့ကပြောပါတယ်ပထမအကြိမ်လှုပ်ခတ်ချိန်ကအင်အားမဂနီကျူးနှစ်တသမာနှစ်လို့ကနဦးသိရပြီးဒုတိယအကြိမ်မိနစ်ပိုင်းခြားပြီးထပ်လှုပ်တဲ့ငလျင်ကလည်းလှုပ်ခတ်မှုကိုသိတာစွာခံစားရတယ်လို့ဆိုပါတယ် ရန်ကုန်မြို့ကကမာရွတ်လိုင်တော်ပုံစတဲ့မြို့နယ်အများစုမှာငလင်လုတ်ခတ်မှုကိုတိတိတတ်တာခံစားခဲ့ရတယ်လို့ပြောကြပါဗယ်။တချို့မြို့နယ်တွေမှာတိုက်အောက်တွေပြင်းစင်းကြပြီးထိတ်လန့်ဆိုးရိမ်မှုရှိကြတာလည်းတွေ့ရပါဗယ်။သုံးွာမှာနေတော့နည်းနည်းလေးရမ်းသွားတာငလင်လုတ်တာလားဆိုပြီးအပြင်ထွက်ကြည့်တော့တလန်းလုံးတိုက်အောက်ဆင်းပြီးလမ်းမပေါ်ရောက်နေကြပြီလို့ဝါမွေမြို့နယ်နေဒေသခံတအူးကပြောပါဗယ်။ငါလွှာတိုက်ခန်းနေတဲ့သူတွေကတော့ တိုက်ခန်းကတိတိတာတာရန်ခါသွားခဲ့တယ်လို့ဆိုပါရယ်။အတော်လုံးသွားတာတိုက်ပေါ်ကဆင်းပြေးတဲ့သူလဲရှိတယ်ကိုရီကမဆင်းနိုင်လို့ဒီအတိုင်းပဲဆက်လဲနေလိုက်တယ်လို့လမ်းမတော်မျိုးနယ်ကကိုဝင်းဆောင်တဦးကပြောပါရယ်။နလင်းဟာဒီကနေ့ညပိုင်းမှာရန်ကုန်မြို့မှာနှစ်ကြိမ်တိုင်လှုပ်ခတ်သွားတာဖြစ်ပြီးမြို့ခံတွေဟာလည်းစိုးရိမ်ထိတ်လန့်နေကြတယ်လို့သိရပါဗျ။ ညီညီထက်ပထမထက်နေသူတွေကတော့တိတ်တိတ်တတာမခံစားရပဲအခြားသူတွေပြောမှတိလို့ငလင်ထက်လုံးမှာစိုးရိမ်ပြီးတိုက်အပြင်လမ်းမပေါ်တွေမှာထွက်နေကြတယ်လို့သိရပါဗျ။မက်စလာ28ရက်မှာတော့ရစ်တာစကီ9.9အစင်းရှိအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ငလင်ပြင်းထက်လုံးမှာစိုးရိမ်နေကြတယ်လို့သိရပါဗျ။ နှစ်တသမနှစ်ကိုတောင်အဲ့လောက်ခံစားရတယ်ဆိုရင်ရန်ကုန်မြို့ရဲ့နလင်းနဲ့အထက်မြင့်အိုဟောင်းတိုက်တာများမြေအောက်ရေသုံးဆွဲမှုကျုံနိုင်မှုတွေဟာတတိတော့ထားတင်ပါတယ်။ရှေးကနလင်းကြီးရဲ့ aftershocks တွေလို့ယူဆရတာပါပဲ။ပြဿနာကဒီလောက်လေးကိုတောင်ရန်ကုန်ကအတော်တိတာနေတာပါပြည့်ရကြောကြီးပေါ်ဖိန်ခူးထိုင်ထားသည့်အတွက်ဒါကြီးကတော့ရှိနေဖြစ်နေအောင်မှာပါပဲ။